တို့တူချီတဲ့ ACF ဟဲ့ဒီဘနာနာလေးတို့ခေါ်လာသည်ဟေးဘာကောင်းလဲကျွန်တော်တီယူတီပဲဘယ်ဘယ်လဲရဲဘော်ပဲထင်နေမှာဗောယူနီဖောင်းကြောက်ချိုင်းနဲ့ဟာမာရိုကမ်ပိန်းလေးမှာလာကူပါအောင်ဟာဘာကမ်ပိန်းလို့ဟိုကြောင်းရွှေဖို့ရကူညီပါတဲ့ကမ်ပိန်းလေးဟာဘာလို့အဘဘာလို့ကမ်ပိန်းလို့ဒီတောင်ပေါ်ကနေပြည်ပြောင်းကိုဆင်းဖို့အတွက်လုပ်တဲ့ကြောင်းရွှေဖို့ရကူညီပါကမ်ပိန်းဆိုတဲ့ဟာဒီဟောဟုတ်ပြီဘယ်နေဘယ်နေနောက်ဆုံးလဲဗျ30ရက်17လနောက်ဆုံး ကျွန်တော်ဘယ်လိုပါဝင်ရမလဲဒီ UC Urban Warrior ပြေးมาလဲလာဝင်လာရောက်ကူညီနိုင်တယ်လို့ SC ရဲ့ platform မှာလည်းကူညီလို့ရပါတယ်။ဟောကောင်းပြီကောင်းပြီကျွန်တော်တို့ဟိုဟာလုပ်ပေးလိုက်မယ်နော်။ကူပေးတော့ကူပေးပါမယ်ကူပေးမယ်ဟုတ်ပြီဟုတ်ပြီတကယ်တကယ်လာကူနော်။ဟုတ်ကဲ့ဟုတ်ကဲ့ကိုညောင်းနေမယ်နော်။ဟုတ်ကဲ့ပါ ရပြည်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Spring Conference SCF platform မှာကျွန်တော်တို့ပြုလုပ်နေတဲ့ကြောင်းချူဖို့ရာကူညီပါဆိုတဲ့ကမ်ပိန်းအကြောင်းအရာလေးကိုပြရှင်တို့ပြပါတယ်ခင်ဗျာ တို့ကမ်ပိန်းအကြောင်းအရာလေးကတော့ဒီတောင်ပေါ်ဒေသကနေမြေပြတ်ဒေသကိုဆင်းဖို့ရာပြီးသွားလာစေရင်နဲ့တက်ချွေပြောင်းတက်ဒီဆောင်ရည်များပြုလုပ်နိုင်ရန်အတွက်ဒီကမ်ကြောင်းရှိဖို့ရာကိုကြီးပါဆိုတဲ့ကမ်ပိန်းလေးကိုပြုလုပ်ရခြင်းဖြစ်ပါတယ်ခင်ဗျာကမ်ပိန်းရဲ့ပမာဏကတော့ကျွန်တော်300ဖြစ်ပြီးအခုချိန်ထိတော့ကျွန်တော်တန်းပါဆံပဲရရှိပါသေးတယ်ခင်ဗျာကမ်ပိန်းရက်ကာလကတော့ကျွန်တော်30ရက်10လ2025ကနေ30ရက်17လ2025ထိပြုလုပ်ရမှာဖြစ်ပါတယ်ခင်ဗျာ အဝန်နိုင်မြင့်ဒီလကတော့ကြောင်းရှိဖို့ရာကုညီပါကမ်ပိန်း Spring Confan SCF Platform မှာလုံခြုံဖိတ်ချက်သာပါဝင်နိုင်ပါတယ်ခင်ဗျာ။ ် SCF လင်ထဲကိုဝင်တဲ့အခါပြည်တွင်းဆုံး VPN ခံဖို့လိုပါတယ်ခင်ဗျာဒီပါဆိုရင်တော့ VPN ခံစရာမလိုပါဘူးပြီးရင်ကျွန်တော်တို့ဒီတောင်းရှိဖို့ရာကူညီပါဆိုတဲ့ကမ်ပိန်းမှာ Donate ဆိုတဲ့စာလေးကိုနှိပ်ပြီးရေဦးပန် STB ကိုအသုံးပြုပြီးအနည်းဆုံးမြန်မာငွေကျပ်9000ကနေပါဝင်ကူညီအပြည့်နိုင်ပါတယ်ခင်ဗျာနောက်ထပ်ရေးကြီးတာတစ်ခုကတော့ SCF ကောက်ဖွင့်ပြီး Loan ဝင်ပြီးမှကူဖို့တိုက်တွန်းခြင်းပါတယ် SCF ကောက်ပိုင်ရှင် Donor တွေပုံများလာမှာကမ်ပိန်းတွေ Target အမြဲပြီးမှဖြစ်ပြီးဒီလူတွေရဲ့အောင်မြင်မှုအချိန်ကို မြင်နိုင်မှာဖြစ်ပါတယ်။ပြည်နာရှင်စနေအောက်ကနေတနိုင်ငံလုံးမြန်မာလူမျိုးနိုင်မှာဖြစ်ပါတယ်။မြန်မာတို့မြန်ယူမှာဖြစ်တဲ့အတွက် ASEAN အောက်၅000ချဲလန့်မှာပါဝင်ဖို့အတွက်လည်းတိုက်တွန်းချင်ပါတယ်။ကျွန်တော်တို့ရေဘော်တွေလည်းဒီသူတွေနဲ့အတူတားရရှိတဲ့အနေနဲ့ ASEAN အောက်ရွေးဖွင့်လာပြီးဖြစ်ပါတယ်။အဲဒါကြောင့်တွန်းလှန်ပြည်သူများအဲ့ဒါကြောင့်တော်နံပြည်သူများအလုံးလေ ASEAN အောက်ဖွင့်ပြီးကျွန်တော်တို့ရဲ့တောင်းချိုးရကူညီမှာကမ်ပိန်းလေးမှာပေါဝင်ကူညီမှုအတွက်ဝိုင်းဝန်းကူညီမှုအတွက်တိုက်လေးလေးနဲ့တိုက်တွန်းလိုက်ချင်ပါတယ်ခင်ဗျာ။ကြောင်းရှိဖို့ရကူညီပါတို့တို့ချီတဲ့ ASEAN